မင်္ဂလာပါရှင် AR ရဲ့တန်လင်းစီစဉ်ကနေကြိုဆိုပါရစေ။ဒါချမ်းမြေ့တဲ့အချိန်လေးဖြစ်ကြပါသေးဗျာ။ခုနားဆင်ကြရမှာက AR ကပတ်စဉ်စီစဉ်တင်ဆက်နေကြစနေသတင်းစကားဝိုင်းတန်လွှင့်စီစဉ်ပဲဖြစ်ပါတယ်။ကျွန်တော်ကရင်းနေပါ။ဒီတစ်ပတ်စကားဝိုင်းမှာကျွန်တော်နဲ့အတူ AR ဝိုင်းတော်သားတွေဖြစ်တဲ့မမေတူနဲ့မမ်မျိုးပပဆန်တို့ကူအောင်ပါဝင်သွားကြမှာဖြစ်ပါတယ်။မင်္ဂလာပါမမေတူနဲ့မမ်မျိုးပပဆန်တို့ခင်ဗျာ။ ဟုတ်ကဲ့မင်္ဂလာပါကိုရဲနီဟုတ်ကဲ့မင်္ဂလာပါကိုရဲနီဒီတစ်ပတ်မှာတော့စကောင်းဆောင်မင်းအောင်လှိုင်ရဲ့ဗျာဒိတ်တော်လာရုရှားခီးစင်နဲ့ပဲစလိုက်ချင်ပါတယ်ရုရှားသမ္မတဗလာဒီမာပူတင်ရဲ့ဖိတ်ကြားချက်အရဆိုပြီးစကောင်းဆောင်မင်းအောင်လှိုင်ကမက်လ3ရက်ကနေ9ရက်ထိရုရှားနိုင်ငံကိုသွားနေတာဖြစ်ပါတယ်မတ်လ၄ရက်နေ့ကရုရှားနိုင်ငံမော်စကိုမြို့ကကရမ်လင်နန်းတော်မှာရုရှားသမ္မတပူတင်နဲ့တွေ့ဆုံရမှာတော့ရုရှားသမ္မတနဲ့သူ့အကြားမဟာမိတ်ဆက်ဆံရေးတည်ဆောက်နိုင်မယ်လို့လွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ကလေးကမြတ်စွာဘုရားက ဓာတ်လိုက်တော့ပေးခဲ့တယ်ဆိုတဲ့အကြောင်းစစ်ကောင်းဆောင်ကပြောဆိုခဲ့ပါတယ်။ဒါအပြင်ပူတင်ကိုလည်းဖျားဟောတဲ့ကကျွတ်မင်းနဲ့ခိုင်းနှိုင်းခဲ့ပါသေးတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း80ကျော်ကမြန်မာပသားနဲ့ပုံနေခဲ့တဲ့ဥအောင်ဇေယျရဲ့အထုပ်ပတိစာအုပ်ကရေးသားချက်ကိုအခုလိုကိုကာပြီးပြောဆိုခဲ့တာဖြစ်ပြီးတော့အဲ့ဒီစာအုပ်ကိုလည်းရုရှားတမရကိုလက်ဆောင်ပေးခဲ့ပါသေးတယ်။ဒါအပြင်ရုရှားယူကရိန်းစစ်ပွဲမှာရုရှားကိုထောက်ခံအားပေးတဲ့ကြောင်းနဲ့တရားတော်စစ်အောင်နိုင်ရမယ်လို့လည်းပြောဆိုခဲ့ပါတယ်။ ရုရှားသမ္မတကလည်းနိုင်ငံတကာစာမျက်နှာမှာနှစ်နိုင်ငံတုံးနဲ့တူအကူအညီပေးတဲ့ကျေးဇူးတင်တဲ့အကြောင်းပြန်လည်ပြောဆိုခဲ့ပါတယ်။နှစ်နိုင်ငံကုန်သွယ်ရေးကပြီးခဲ့တဲ့နှစ်က40ရာခိုင်နှုန်းထိတိုးတက်ပြီးကောင်းမွန်တဲ့ပူးပေါင်းဆောင်ရွက်မှုတွေရှိခဲ့တယ်လို့ပြောပါတယ်။ခီးစဉ်ကနေရုရှားအကူအညီနဲ့အသေးစားနျူကလ িয়ার ဓာတ်ပစ်ဆိုင်အောင်ဆောက်လုပ်ဖို့အပောင်းဝင်နှစ်နိုင်ငံသဘောတူညီချက်ဆက်ကူကိုစာချုပ်လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့စစ်ကောင်စီမီဒီယာတွေကထုတ်ပြန်ပါတယ်။ဒါအပြင်စစ်ကောင်ဆောင်ခီးစဉ်အတွင်းရုရှားဝန်ကြီးချုပ်နဲ့တွေ့ဆုံမှာလဲရုရှားကုမ္ပဏီတွေအနေနဲ့ တဝက်အထူးစည်းပွားရေးဆောင်မှာပူပေါင်းဆောင်ရွက်ဖို့အသင့်ဖြစ်နေပြီးစီမံကိန်းကြောင့်ကုန်တက်မှုပမာဏတိုးမြင့်လာမှာဖြစ်တယ်လို့အသေးစားနဲ့အလဆာစီးပွားရေးလုပ်ငန်းတွေအတွက်အလောက်ကင်တစ်တွေပေါ်လာမယ်လို့ရုရှားဝန်ကြီးကပြောခဲ့ပါတယ်။နန်နမိတ်ချင်းထိစပ်မှုရှိတယ်လို့ရေမြစ်လမ်းကော်ရေးလာတဲ့ရုရှားနဲ့စိုက်ပျိုးရေးထုတ်ကုန်တွေပါဝင်ကုန်တွေကဘယ်လောက်ထိများအလို့ဖြစ်မှာပါလဲ။ဒါနဲ့ပတ်သက်ပြီးအေယာရီရဲ့စီးပွားရေးသတင်းနောက်မပပရောဘယ်လိုထင်ပါတယ်လဲရှင်။ ရုရှားနိုင်ငံကိုတွားရောက်နေတဲ့စစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကနှစ်နိုင်ငံကဏ္ဍတချို့ကိုလည်းနားလည်မှုစာချုပ်လာတွေလက်မဲ့ရေးထိုးခဲ့ပေမဲ့ဒါတွေကစာချုပ်ပေါ်မှာသာရှိပြီးတော့တကယ်လက်တွေ့မှာတော့လုံဆောင်နိုင်မှုခက်ခဲနေတယ်လို့သိရပါတယ်။ ဆောနာကမမေသူပြောသလိုပဲရုရှားမြန်မာနှစ်နိုင်ငံနားလည်မှုစကြုံလာလက်မှတ်ရေးထိုးခဲ့တဲ့အထင်မှာနျူကလ িয়ার နဲ့ဓာအားပေးစက်ရုံတိဆောက်တာဘူမိပေဒလေးလာရေးနဲ့ဓာတ်တထုရှာဖွေတာစီးပွားရေးနဲ့နည်းပညာပူးပေါင်းဆောင်ရွက်တာအာကာသစူးစမ်းလေးလာတာနဲ့အတုံးပြုမှုနယ်ပယ်တွေမှာပူးပေါင်းဆောင်ရွက်တာပညာရေးချင်းသတ်မှတ်ချက်နဲ့အောက်ခွန်ဆိုင်ရာသဘောတူညီချက်နဲ့ကျန်းမာရေးယဉ်ကျေးမှုအာကာသဆိုင်ရာ စတာတွေအပြင်နှစ်နိုင်ငံယင်းနှီးမြုံနှံမှုတိုးမြင့်ရေးနဲ့အကာအကွယ်ပေးရေးကိစ္စတွေကုံသွယ်ရေးဆောင်ရွက်ရမယ့်ကိစ္စတွေပဲပါဝင်တယ်လို့သိရပါတယ် အခုလား၄ရက်နှစ်မှာမြန်မာစစ်ကောင်းဆောင်တွစ်ဆုံခဲ့တဲ့ရုရှားဝင်ကြီးချုပ်မီခဲမီရှူစတင်ကလည်းစွမ်းအင်နျူကလ িয়ার တည်ယူပို့ဆောင်ရေးစိုက်ပျိုးရေးနဲ့ဆက်သွယ်ရေးစီမံချက်စတာတွေကိုတိုးမြင့်ဖို့အလားအလာမြင်နေရပြီးတော့ရှီတောင်အာရှဒေသမှာမြန်မာနိုင်ငံကဆိုရင်အလွန်အရေးကြီးတဲ့မိဖက်နိုင်ငံဖြစ်တာကြောင့်ဆက်ဆံရေးတွေတိုးမြင့်နေတယ်လို့ရှွမ်းရွှမ်းဝေအောင်ပြောဆိုခဲ့တာပါ။ဒါပေမဲ့ရုရှားအတွက်ကမြန်မာစစ်ကောင်းဆောင်ဟာလက်နက်ဖောက်တဲ့တအုပ်ထက်အနည်းငယ်ပိုယုံတာဖြစ်ပါတယ်။ ုလသမဂ္ဂအစီရင်ခံစာအရ2021ခုနှစ်အာနာသိမ့်ပြီးတဲ့ကရုရှားကမြန်မာနိုင်ငံကိုအမေရိကန်ဒေါ်လာ1ဘီလီယံပိုလက်နက်ရောင်းချခဲ့တယ်လို့သိရပါတယ်ရုရှားနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနကတော့2024ခုနှစ်မှာရုရှားမြန်မာနှစ်နိုင်ငံကြားကုန်သွယ်မှုပမာဏအနေနဲ့အမေရိကန်ဒေါ်လာ288သန်းရှိပြီးတော့ရုရှားကမြန်မာကိုတထုဓာတ်မြေဩဇာရေနံထွက်ကုန်နေနဲ့စေးဝါးတွေတင်ပို့နေပြီးတော့မြန်မာဘက်ကအထယ်လိမ့်ဖက်နက်နဲ့အစားအသောက်တွေတင်သွင်းနေတယ်လို့ဆိုပါတယ်။ အခုလိုနိုင်ငံရေးစီးပွားရေးအကျက်တဲဖြစ်နေတဲ့စစ်ကောင်စီကိုရုရှားဘက်ကအတိအမှတ်ပြုပေးတာကြားကန်ပေးတာက စုလက်အကြီးစားတစ်ခုဖြစ်တယ်လို့စီးပွားရေးပညာရှင်ဦးစိန်ထေးက ARD ကိုတုံ့သက်ပြောဆိုပါရတယ်။ဒါအပြင်နေဆက်ကုံတွေရေးမှာအရေးပါတဲ့တရုတ်ထိုင်းကုံတွေရေးတွေကအလုံးမဖြစ်တော့လို့မြန်မာပို့ကုန်ဈေးကွက်ပြောင်းနေတဲ့အခြေအနေမှာစစ်ကောင်စီကရုရှားကိုဈေးကွက်အသစ်ဖြစ်မြင်လာခြင်းဖြစ်တယ်လို့လည်းသူကပြောပါရတယ်။ဒါကြောင့်လဲစစ်ကောင်စီကရုရှားဈေးကွက်ကိုတိုး၍စီစဉ်နေတာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့3လလောက်ကစပြီးတော့ရုရှားနဲ့ကုန်တယ်ဖို့စစ်ကောင်စီကစီစဉ်ခဲ့တာပါစီးပွားရေးနဲ့ကုတန်ရောင်းဝယ်ရေးဝန်ကြီးဌာနမြန်ထရိတ်ကနေဥဆောင်ပြီးတော့မြန်မာနိုင်ငံကုန်တယ်များနဲ့စက်မှုလက်မှုလုပ်ငန်းရှင်များအတင်းကျော် UMSCCI လက်အောက်မှာရှိတဲ့အသင်းအဖွဲ့တွေကို ရုရှားနိုင်ငံသားရေးဝင်ကြီးဌာနတန်အရာရှိတွေနဲ့ဇွန်ကနေတွေ့ဆုံပြီးတော့မြန်မာကနေထွက်ရှိတဲ့စိုက်ပျိုးရေးထုတ်ကုန်တွေကိုမိတ်ဆက်ခဲ့တဲ့အကြောင်းကုန်တယ်တွေစီကသိရပါတယ်။ဒီလိုတွေ့ဆုံဆွေးနွေးရမှာရုရှားကမြန်မာဘက်ကနေစံထောပတ်ပြီးနဲ့တ िश ူးငပြောတို့ကိုစိတ်ဝင်စားပြီးပြောဆိုဆွေးနွေးတာတွေလုပ်ခဲ့တယ်လို့လည်းကုန်တယ်တွေကပြောပြပါတယ်။ရုရှားကသူကြိုက်တဲ့ကုန်ပစ္စည်းတင်ပို့တဲ့သူတွေကိုဆွေးနွေးတဲ့အခါဆန်စပါးကိုအတီးကပြောပြီးတော့ဆန်စပါးတင်ကြုတ်ကနေပို့နိုင်မဲ့ကုမ္ပဏီအများကြီးခေါ်ပေးမယ်နှစ်ယောက်လောက်ပဲတက်တာတွေ့ရတယ်လို့ အမည်မဖော်လိုတဲ့ကုန်တယ်အမျိုးသမီးတူကအေယာဝတီကိုပြောပါတယ်အခုမော်စကိုခီးစင်မှာတော့စစ်ကောင်းဆောင်ကဖျဲနဲ့တရက်ရုရှားကိုတင်ပို့နိုင်မယ့်အခြေအနေတွေဆွေးနွေးခဲ့ပြီးတော့မြန်မာပေါင်းစံရုရှားနိုင်ငံကိုတင်ပို့နိုင်ဖို့တဲ့ရုရှားကဓာတ်မြေဩဇာတန်ချိန်သုံးသိန်းနဲ့ပို့သက်စေဝယ်ယူရေးအတွက်လက်မှတ်ရေးထိုးခဲ့တယ်လို့လည်းသိရပါတယ်။ဒီလိုဆွေးနွေးခဲ့ပေမဲ့တယ်ယူပို့ဆောင်စရိတ်ကြီးတာလန်ခီးဝေးတာတွေကြောင့်မြန်မာတတိဝလံကုန်တယ်တွေဘက်ကတော့စိတ်ဝင်စားမှုနည်းနေသေးတယ်လို့လည်းသိရပါတယ်။ စစ်ကောင်စီကတော့ရုရှားနဲ့ကုန်သွယ်ရေးဖြစ်အောင်နားလည်မှုစာကြုံလာနဲ့လှုပ်ဆောင်နေခြင်းမျိုးဖြစ်ပြီးနှစ်ဖက်လုပ်ငန်းရှင်တွေအနေနဲ့ကတော့အသေးစိတ်လေးလာရမယ့်အခြေအနေတွေရှိနေတယ်လို့လည်းမန္တလေးမြို့အခြေစိုက်ကုန်သွယ်ကြီးတဦးကပြောပြပါတယ်။ဘာကြောင့်လဲဆိုတော့ရေမြေတဘာဝမတူတာ အလန်းဝေးတာဆိုတော့နှစ်ဖက်ကုန်သွယ်မှုယင်းဒီမြုံနယ်မှုတွေမှာ အတားအဆီးတွေရှိနေသေးတယ်လို့ဘာသာစကားအခက်ခဲရလဲရှိနေပါတယ်။ဒါကြောင့်သူတို့နိုင်ငံကအတုံးဝင်မဲ့ကုန်ပစ္စည်းတွေကဘာတွေရှိမလဲဆိုတာအခုလေးလာနေတဲ့အစ်စ်မဲရှိပါသေးတယ်လို့သူကပြောပါတယ်။မြန်မာစိုက်ပျိုးရေးထွက်ကုန်တွေတဲကရုရှားကစိတ်ဝင်စားနေတဲ့ပို့ကုန်တစ်ခုဖြစ်တဲ့မြန်မာစံစဘာကိုတော့အင်ဒိုနီးရှားတရုတ်ဖိလစ်ပိုင် စပိန်စရှိတဲ့နိုင်ငံတွေကိုအဓိကထားတင်ပို့နေတာဖြစ်ပြီးတော့ ပြီးခဲ့တဲ့2024ခုနှစ်မှာအများဆုံးဝယ်ယူတဲ့နိုင်ငံကတော့အင်ဒိုနီးရှားနိုင်ငံဖြစ်တယ်လို့မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကသိရပါဗျာ။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလနောက်ဆုံးပတ်ကလည်းစစ်ကောင်စီနဲ့ရုရှားတို့တဝဲရင်နဲ့စိတ်ကန်းနဲ့ရင်နဲ့ချက်စိတ်ယုံတိဆောက်ရေးစီမံကိန်းတွေကိုကောင်းထည်ပေါ်ဖို့နှနိုင်ငံနားလည်မှုစကြုံလာလက်မှတ်ရေးထိုးထားပါသေးတယ်။အာနာသိန်းစစ်ကောင်ဆောင်ကတော့မော်စကိုခီးစင်မှာဒီစီမံကိန်းတွေကိုကောင်းထည်ဖော်ရေးတဲ့ရုရှားလုပ်ငန်းရှင်တွေကိုထပ်မံဖိတ်ခေါ်ခဲ့ပေမဲ့ခီးစင်မှာတော့တနင်္လာနေ့တိုင်းဝင်ကြီးချုပ်ကိုတော့ခေါ်ဆောင်သွားခြင်းမရှိသလိုထပ်မံစာချုပ်ချုပ်ဆိုနိုင်တာလည်းမရှိတာတွေ့ရပါတယ်မမေသူရေ။ ကပါမပပပြောသားတော့ပဲနိုင်ငံရေးစီးပွားရေးအကျရိုက်နေတဲ့စစ်ကောင်းဆောင်ရဲ့လှုပ်ဆောင်မှုတွေကလက်တွေ့ဖြစ်နိုင်ခြင်းနဲ့ပြီးတယူသေးတဲ့နဲ့ရုရှားရှီမှာထွက်ပေါက်ရှာသလိုဖြစ်နေတာပါ2021ခုနှစ်အာနာသိမ်းပြီးနောက်ပိုင်းစစ်ကောင်းဆောင်အနေနဲ့လေးချိန်မြောက်ဖြစ်ရုရှားနိုင်ငံကိုတွားခဲ့တာဖြစ်ပြီးဒီတစ်ချိန်တွေ့ဆုံမှုမှာတော့နှစ်ဦးစလုံးကဖန်ဝရန်ထုတ်ခံထားရသူတွေဖြစ်တအူးကိုတအူးဖေးမနေကြသလိုပါပဲ။ ရုရှားသမ္မတဗလာဒီမာပူတင်ကနိုင်ငံတကာအရာစုတရားရုံး ICC ကဖန်ဝရံထုတ်ခံထားရသူဖြစ်တယ်လို့မြန်မာစစ်ကောင်းဆောင်ကလည်းအာဂျင်တီးနားတရားရုံးကဖန်ဝရံထုတ်ခံထားရသူဖြစ်ပါတယ်။နိုင်ငံအတွင်းဆက်ရှုံးပြီးနောက်အနောက်နိုင်ငံတွေရဲ့ဖယ်ကျင်းမှုကြောင့်အထူးကြမှုတွေကြုံတွေ့နေရတဲ့စစ်ကောင်းဆောင်တဲ့ ICC ရန်ပြေတူဦးဖြစ်သမ္မတပူတင်ရဲ့ဖိတ်ခေါ်မှုနဲ့ Kremlin နန်းတော်မှာလက်ခံတွဲဆမှုတွေပေါ်ပျော်ရွှင်နေတာကိုလည်းစစ်ကောင်စီဘက်ကထုတ်ပြန်တဲ့ရုပ်တံနဲ့ဓာတ်ပုံတွေမှာအထင်သာတွေ့မြင်နေရပါတယ်။ စကောင်းဆောင်ကအခုခီးစင်မှာနှစ်နိုင်ငံညာချစ်ချင်ရင်းနှီးမှုပုံမနဲ့ဆိုင်စစ်ပြီးနှစ်ဖက်ကုံသွယ်ရေးစီးပွားရေးကာကွယ်ရေးလျှက်စစ်ဆွမ်းအားဆက်မှုနဲ့ဆိုင်ရင်ကဏ္ဍတွေပါဝင်အကျိုးတူကဏ္ဍဆောင်မှာပူပေါင်းဆောင်ရွက်မှုတွေကိုမကြခင်အတွင်းပို့ပြီးတော့တိုးတက်အောင်မြအောင်ဆောင်ရွက်နိုင်မယ်လို့သတင်းစာရှင်းလင်းပွဲမှာမီဒီယာတွေကိုပြောခဲ့ပါတယ်။သမနာပူတင်ကလည်းမြန်မာစီးပွားရေးအတွက်လိုအပ်တဲ့လျှက်စစ်တပ်အားပေါပေါများများပေးနိုင်ဖို့အသေးစားအနှုမြူတပ်ပေါင်းဖို့တိစောက်ရေးသဘောတူညီခဲ့တယ်လို့ဆိုပါတယ်။ အခုခရီးစဉ်ကနေစကောက်စီအတွက်ဘလို့အကျိုးမြတ်တင်များရလာနိုင်မလဲဒီခရီးစဉ်ဘောကိုရဲ့နေရောဘလို့မြင်ပါတလဲရှင်ဟုတ်ကဲ့မမေသူမြန်မာစစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့အခုတစ်ခေါက်ရုရှားခရီးစဉ်ကစိတ်ဝင်စားစရာပါအဲအနာသိင်းပြီးလင်းနစ်တာကာလအတွင်းရုရှားကိုမင်းအောင်လှိုင်တွားတာ၄ခေါက်တွားခဲ့ပြီးတော့ရုရှားတပ်ပရပူတင်နဲ့လည်းအခုတစ်ခေါက်နဲ့ဆိုနှစ်ကြိမ်တွေ့ခဲ့ပြီးပြီဖြစ်ပါတယ် ဆိုတော့ပထမတစ်ခေါက်ပူတင်နဲ့တွေ့ခဲ့ပေမဲ့လည်းနိုင်ငံကညီလာခံမှတွေ့တာသာဖြစ်တဲ့အတွက်ကြောင့်အခုတစ်ချိန်ကြာမှနှစ်နိုင်ငံကြားတရားဝင် ဖိတ်ကြားခံရလို့သွားတဲ့ခရီးစဉ်လို့ပြောရမှာပေါ့ဗျာဆိုတော့ရုရှားကမြန်မာအာဏာသိမ်းစစ်ကောင်စီကိုတရားဝင်အတိမတ်ပြု ဖိတ်ကြားပြီးတော့မော်စကိုလေဆိပ်မှာဂုံပြူတပ်ဖွဲ့နဲ့ကြိုပင်မဲ့လည်း ကော်ဇော်နီတော့ခင်းပေးတာကျွန်တော်တို့မတွေ့ရဘူးပေါ့ဗျာဒီစားဆင်းနီတုတ်ထားတယ်မြေကွက်လက်မှာပဲမရောက်နိုင်ကိုပေးရခိုင်းတာကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်အာနာသိမ့်ပြီးကနိုင်ငံတကာအတိမတ်ပြုမှုအငမ်းမရလိုချင်တဲ့မြန်မာစစ်ကောင်စားမင်းအွန်လိုင်းအဖို့ကတော့ဘလို့ပဲဖြစ်နေဖြစ်နေအခုတစ်ခေါက်ရုရှားခီးစဉ်ဟာမဟာဆုလက်ကြီးပါပဲခုနကမမေသူပြောသလိုမျိုးဆိုလို့ရှိရင်ဟာလာဒီ မင်းအွန်လိုင်းတယောက်ဘလောက်ဝမ်းသာအားရဖြစ်နေတယ်လဲဆိုတာကိုပူတင်ကို ပြေးမဖက်ယုံတမန်နှုတ်ဆက်တာကိုကျွန်တော်တို့တွေ့ခဲ့ပြီးဖြစ်ပါတယ်။တကယ်တော့ရုရှားနဲ့မြန်မာနှစ်နိုင်ငံစစ်တပ်တွေကြားဆက်ဆံရေးကမင်းအွန်လိုင်းအာဏာမသိမ်းမီကတည်းကနက်နက်ရှိုင်းရှိုင်းရှိခဲ့ပြီးတာပါ။ကျအနာသိန်းတဲ့အချိန်ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လေ2021မတ်လအတွင်းမှာရုရှားဟာနေပြည်တော်ကိုပထမဆုံးရောက်လာတဲ့သူပါ။ အမှတ်မိကြအောင်မထင်လဲရုရှားလက်ထောက်ကာဝေးဝင်ကြီးအလက်ဇန်ဒရာဖိုမင်ကိုစစ်ကောင်းဆောင်မင်းအောင်လှိုင်ကလောက်လေးကွာတွေတူမီတွေထုတ်ပြပြီးတော့ဒါတွေနဲ့သူ့ကိုတိုက်ခိုက်နေတယ်ဆိုပြီးတော့တိုင်တန်းပြောကြတာကိုကျွန်တော်တို့တွေ့ဘူးကြမှာပေါ့ဗျာတကယ်တော့လေခုနကမပပပြောသွားသလိုပဲမြန်မာစစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုရုရှားကလက်နက်ဖောက်တဲ့တယောက်ထက်အနှဲငယ်မျှပိုတဲ့ဒူတယောက်အနေနဲ့ပဲဆက်ဆံတာကို ်တွေ့ရမှာပါအဆက်အနသိပြီးမြန်မာကိုရုရှားကအမေရိကန်ဒေါ်လာ1ဘီလီယံတန်ဖိုးနဲ့ညီမျှတဲ့စစ်လက်နက်ပစ္စည်းတွေရောင်းချခဲ့ပေမဲ့လေရုရှားနဲ့မြန်မာကုန်သွယ်ရေးတန်ဖိုးကိုကြည့်မယ်ဆိုလို့ရှိရင်ဒေါ်လာပြန့်မြန့်တန်း200လောက်ပဲရှိတာကိုခုနကမမပပပြောတဲ့ထင်ပါလေတွေ့ရမှာပါဆိုတော့အခုတစ်ခါလဲမင်းအောင်လှိုင်ဘာဝဲနိုင်မလဲရုရှားကရောင်းပေးအောင်မှာဖြစ်ပင်မဲ့အမြမစစ်ကောင်းဆောင်မှာ တ်ဆက်များများဆဆသေသွားတဲ့ပုံတော့မပေါ်ပါဘူးအာနာသိန်းလို့အေးအေးယူပိတ်ဆို့ခံလာရတာကြောင့်လူအပ်တဲ့ဒီဇယ်နဲ့လောင်စာဆီရဖို့ကိုရုရှားစီကိုမရောက်နိုင်ချင်းကပ်နေခဲ့တာ ကြာပါပြီအဲ2022ခုစက်တင်ဘာရုရှားရှေ့ပြားကဗလာဒီဗော့စတော့မြို့စိတ်ကမ်းထီသွားပြီးတော့ရုရှားရင်နံတင်စတင်မောတွေကိုတွားကြည့်ခဲ့တာပါ အဲမြမအူဘလူစိုက်ကတ်လို့ရမလဲဆိုတဲ့နီလန်းနေအကြံစနေတာလည်းဖြစ်ပါတယ်တဝဲစီမံကိန်းကိုရုရှားလက်ထဲထည့်ပြီးတော့ရင်းနှံချက်ဆက်ယုံပါစောက်မဲ့အကြံစီကအဒီကနေဖြစ်လာတာပါအဒီမော့စကိုခရီးစဉ်မှာတော့တဝဲစီမံကိန်းအကြောင်းအတန်တိတ်မထွက်ဖဲနဲ့နျူကလ িয়ার စွမ်းရင်နဲ့ဒါအဘိဆက်ယုံတိဆောက်ရေးကရှေ့ရောက်နေတာကိုကျွန်တော်တွေ့ရမှာပါနျူကလ িয়ার ဒါအဘိဆက်ယုံဆိုတာကလည်း အတူလက်ထံမှာလျှက်စစ်မီးမျိုးပေးနိုင်တော့လို့ဖြက်လန်းနည်းနဲ့အမြန်မီးပြန်ပေးနိုင်မှုမျော်လင့်ကြံတဲ့စကြရတဲ့စီမံကိန်းလို့ပြောရမှာပါအဲဒါပေမဲ့လည်းမြန်မာတိုင်းငံလုံးကိုမီးပေးဖို့ကမီကဝက်အ ਨੇ ဆုံးတစ်ထောင်လောက်လိုပါတယ်ဒီမေဂါဘောကတထောင်ထုံနိုင်ဖို့နျူကလ িয়ার စွမ်းအင်ဒါဘီဆက်ယုံစောက်ဖို့အ ਨੇ ဆုံးအမေရိကန်ဒေါ်လာ9ဘီလီယံလောက်ယင်းနီမြုပ်နိုင်ရမယ်လို့ကြွမ်းကျင်သူတွေကထောက်ပြထားပါတယ်။အဲဆိုတော့မရောက်နိုင်မှဒီလောက်ပတ်စံမရှိပါဘူး။ ။ဒါကြောင့်ရှိတဲ့ပတ်စံနဲ့လုံလောက်မဲ့မဂဝတ်100ကြော်ကြော်လောက်ထုံနိုင်တဲ့စက်ယုံအသေးစားလောက်သာသူမျှော်မှန်းနိုင်ပါတယ်။အဲဒါတော့အမေရိကန်ဒေါ်လာတန်း950လောက်ရင်းရမှာဖြစ်ပါတယ်။စွမ်းအင်ပညာရှင်တွေရဲ့တွက်ချက်မှုအရဆိုရင်တော့ဒီနျူကလ িয়ার စွမ်းအင်တအားပြီးစက်ယုံကနေထွက်လာမဲ့လျှက်စစ်ဟာတခြားနည်းနဲ့ထုံမဲ့လျှက်စစ်တွေထက်50လောက်ပိုပြီးတော့ကုန်ကျစရိတ်များနေပါတယ်။အဲဒါကို မယောင်လိုင်းကဂယူးမဆိုင်ပဲနဲ့ဆက်လုံမယ်ပဲထားရန်သူပက်လေဝိုင်းနေတဲ့စစ်ကောင်စီကဘယ်နေရာမှာသွားဆောက်မှလဲဆိုတော့မိကုံကချိလာပြန်ပါတယ်အသေးကြတာကတော့မြန်မာစစ်ဘုတ်ချုပ်တွေရဲ့နောက်ဆုံးခံတပ်ဖြစ်တဲ့နေပြည်တော်နဲ့အနီးတဝိုက်ကလုံခြုံရေးစိတ်ချရတဲ့နေရာဖြစ်ဖို့လိုတယ်လို့အဲကျွန်တော်အနေနဲ့သုံးသပ်မိပါတယ်နေရာရှိလို့စောက်ပြီပဲထားအ ਨੇ စုံ၃နှစ်လောက်တော့စောက်ရပါဦးမယ် အပြီးရင် IAEA ရဲ့ခွင့်ပြုချက်ဆောင်ရပါမယ်။အားလုံးပြီးလို့ဓာအားစားထုတ်နိုင်ပြီပဲသား။ထုတ်လုပ်ခြင်းငါးစကြီးတဲ့ဒီလျက်စစ်စွမ်းအားကိုမြန်မာစစ်ကောင်စီကစေတနာကြီးကြီးနဲ့လူမှုတွေကိုဖြန့်ဖြူးပေးမှာမဟုတ်တာကတော့သိကြပါရဲ့။အဲဒါကြောင့် မင်းအောင်လာရဲ့မော်စကိုခီးစဉ်ဟာမြန်မာစစ်ကောင်စီနဲ့သူ့လော်ဘီတွေဝါရဖြန့်စရာတတ်သက်မျှတာဖြစ်ပြီးတော့မြန်မာစီးပွားရေးနဲ့မြန်မာပြည်သူလူထုတွေအတွက်ဘာမှလောက်လောက်လာလာတဲဆောင်ယူလာနိုင်တာ မတွေ့ရဘူးလို့ပဲသုံးသပ်ပြစီမမေသူအဒီနေရာမှာမြန်မာစစ်ကောင်ဆောင်ရဲ့မော်စကိုခီးစဉ်အကြောင်းစစ်တပ်တွင်းမှာဘာတွေပြောနေကြလဲဆိုတာကိုသိဖို့စီဒီယမ်ဘုံမူတူလည်းဖြစ်အေယော်ရီရဲ့ပင်တိုင်းဆောင်းပါရှင်လည်းဖြစ်တဲ့ဆွဲတော်ကိုကျွန်တော်ဆက်သွယ်မေးမြန်းထားပါသေးတယ် ဆရာစွာတို့ဤစစ်တပ်ထဲမှာမြန်မာစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှန်ရဲ့မော်စကိုကျွမ်းမင်းပူဇော်ပွဲခရီးစဉ်အကြောင်းဘာတွေပြောနေကြလဲဗျာဟုတ်ဟုတ်ကဲ့အဓိကတော့ဒီဘောနော်အခုဒီဒီရုရှားခရီးစဉ်နဲ့ပတ်သက်ပြီးတော့အနာသိစစ်ကောင်းဆောင်သွားတာနဲ့ပတ်သက်ပြီးဒါတပ်ထဲမှာဘာတွေတပ်တွင်းထဲမှာဘာတွေပြောနေကြလဲဆိုတော့ဒါဒီအပတ်တချို့ကြီးရုရှားကိုသွားပြီဗောနော်တော်ရင်းနေစင်ကန်းလဲပေါင်းပြီးလုံတော့မယ်အချင်းလေးကောင်းလာတော့မယ်ဆိုတဲ့စကားတွေထွက်လာတာဗောနော်အဲ့တော့ဒါဒီအချင်းလေးကဘာနဲ့တူလဲဆိုတော့ပြီးခဲ့တဲ့ 2024ခုနှစ်တော့အနိုဝင်ဘာလတော့ပါတော့စစ်ကောင်းဆောင်ဒီကျွန်တော်တို့ဒီမဟာမဲကောင်စီဝေးသွားတက်တဲ့အခြေအနေနဲ့ခက်ဆင်နေတူတာပေါ့နော်အဲ့တော့ဘာတချို့ကြီးကတော့တရုတ်နဲ့နှိမ့်လိုက်ပြီးလာချိုးပြန်ရတော့မယ်ဆိုတဲ့ပုံစံမျိုးနဲ့တူတာပေါ့နော်ဒါပေမဲ့တကယ်တမ်းအဲတရုတ်ကပြန်လာပြီးသိမ့်မကြခင်မှာပဲလာချိုးပြန်မရတဲ့ပြင်ကျွန်တော်တို့ကဂျကာရဒီနဘာကဟိုကလက်လွတ်လိုက်ရတာပေါ့စစ်ကောင်စီအခုလဲအဲ့လိုပုံစံပြန်ဖြစ်လာတာကိုကျွန်တော်တို့တွေ့လာတာပေါ့နော်အဲ့တော့ဒီ ဒီခုနောက်ဒီ social media မှာကျွန်တော်တို့ကိစားဒီရေမဆားနေတဲ့ဟာပေါ့နော်လူရောများနေတဲ့ဟာဒီဒီပူတင်ကိုကျွန်တော်တို့ကြွက်နေနိုင်တဲ့ကိစ္စဆိုလို့ရှိရင်လည်းဒါတော်တော်ကိုခရက်ခရက်တွေထတာပေါ့နော်ဒီတက်တန်းထဲမှာလည်းဒီတမိုင်းကြောင်အမှန်နဲ့မားတယ်နဲ့အချင်းချင်းအငင်းကုန်နေကြရလဲရှိတယ်ပေါ့နော်ဒါဘယ်လောက်ဒီခိုင်မာမှုရှိလဲဆိုတာလည်းဒါအချင်းချင်းပြောဆိုနေကြရလဲရှိတယ်ပေါ့အဲကျွန်တော်တို့လေးလာကြည့်တော့အဲ့ဒါတော့တိတ်ခိုင်မာတဲ့နေသားတစ်ခုတော့မဟုတ်ဘူးပေါ့နော်အဲနောက်ပြန်ကြားတာကတော့ဒီကျွန်တော်တို့ပြန်တွေ့ဒီ ပြန်ကြားတဲ့ဟာကတော့ဒီဘူတရားလည်းငယ်ငယ်တုန်းကကြွက်ကြောက်တတ်တဲ့ကလေးတယောက်ဆိုတော့ဒါသူပြောခဲ့တဲ့ဟာတော့ကိုယ့်လူကလန်တော့ဖြစ်တာပေါ့နော်။လိုင်းပေါ်မှာလည်းတွေ့ရတယ်။တက်တွင်းထဲမှာလည်းအဲ့ဒါတွေကတော့ဒါကြီးလူပြောများနေတဲ့အနေထားလို့ပြောရမှာဖြစ်ပါတယ်။ငါတော့ကျွန်တော်တို့ဘာတွေ့လဲဆိုတော့ဒီဒီစာအုပ်ပေါ့နော်။ပူတယောက်စာအုပ်လမ်းပြတဲ့အချိန်မှာဒီချက်ချင်းစာမျက်နှာမတွေ့တော့ဒီသူတို့အတွင်းတွက်ပတ်တွင်းမှုပေါ့နော်။မကျူကြီးရမွေးမှုကိုအတင်းထားပြီးတော့စာအုပ်ကိုတော်လန်ခိုင်းတဲ့သဘောမျိုးတွေလည်းတွေ့ရတယ်ပေါ့နော်။အော်နောက်ဒီစပြီးတော့ ဟိုစပြီးဝင်လာတဲ့ပူတင်တို့တွေ့တွေကခုနကွေးလီပြောလို့ပေးမဖတ်ရုံတမယ်ပေါ့နော်အဲ့လိုနေထားအောင်လည်းတွေ့ရတယ်အဲ့တော့ဘာလို့ကျွန်တော်တို့ကသွားပြီးတော့ဒီသားမိတယ်ဆိုတော့ဒီဟိုဖခင်နဲ့ခွဲခေါ်နေတာအချိန်ကြာလဲကလေးတယောက်သူ့ဖိနေသူပြန်ပြီးတော့စုံတဲ့ပုံစံမျိုးပေါ့နော်အဲ့လောက်ထိသူဟိုနေထားအောင်တွေ့ရတယ်သူကအာကိုတကြီးနဲ့ဝန်တာအားရနဲ့အဲ့လိုပေါ့နော်ဟိုပြေဖက်ပြေဖက်ရုံပြေမဖက်ရုံတမယ်ပေါ့နော်အဲ့လိုပုံစံကျွန်တော်တို့ကတွေ့ရတယ်အာအာကိုပြီးတော့သွားတဲ့သဘောမျိုးပေါ့နော်အဲ့လိုတွေ့ရပါတယ် အဲဒီတော့ဒီကျွန်တော်စေကောင်းဆောင်ရဲ့အခြေအနေကိုကြည့်ရင်ဒီလိုမျိုးဟိုသူသူယုံကြည်မှုရှိနေပြုံးနေပြုံးတိတ်မတွေ့ရဘူးနော်ဒီစေကောင်းစီဝါရဒိကမီဒီယာတွေမှာကြည့်လို့ရှိရင်လည်းသူသူပြုံးဝင်မှန်ဒီမျက်လုံးမှာအဲ့လောက်တော်တော်ပေါ့ပါမတွေ့ရဘူးဘောနော်ဟိုဟန်ဆောင်ပြီးတော့ပြုံးနေရတယ်ဆိုတော့အမျိုးကိုကျွန်တော်တို့တွေ့ရပါတယ်အခုဒီဒီရုရှားခီးစင်မှာတော့အဲသူတော်တော်ပေါ့ပါနဲ့မျက်လုံးကိုပြန်တွေ့ရတာသူရန်ကိုအာကိုတကြီးနဲ့ဒီခီးစင်ဖိတ်တဲ့အတွက်သူ့မှာဒီဝန်တာဘုံယူမဆုံးဖြစ်နေတယ် နောက်တွေ့တဲ့အချိန်မှာလည်းဒီရုရှားတာဝန်ရှိသူတွေကိုတွေ့တဲ့အချိန်မှာလည်းအဲတာဖာယာမြောက်ပင့်ပြီးတော့ပြောဆိုနေတာလည်းရှိတယ်။နောက်ကျွန်တော်လို့ယူဆတာတော့ရုရှားတောင်းဆိုသမျှအဲသဘောတူညီချက်တွေစာချုပ်တွေကိုသူရုရှားအလို့ကြအဲသဘောတူလာရောမဲ့သဘောဟိုတွေ့ရတယ်လို့အဲ့လိုပဲနော်မြင်ရတာပေါ့သူရဲ့လှုပ်ရှားမှုလည်းအဲ့လိုမြင်ရပါတယ်။ဟုတ်ကျားဆွေတို့ကိုကျေးဇူးတင်ရှိကြောင်းပြောရင်းနဲ့ကျွန်တော်တို့ရဲ့စနေသတင်းစကားဝိုင်းတန်လှန့်အစီအစဉ်ကိုဒီမှာနေမယ်ရန်နာကွင်ပြုပါခင်ဗျာ စီစဉ်ကိုအစဆုံးနားဆင်ပေးခဲ့ကြလို့အထူးကျေးဇူးတင်ရှိကြပါမယ်။ရှိတဲ့ပတ်ဒီချိန်မှာပဲပြန်ဆောင်ကြအောင်မယ်နော်။